ားလုံးပဲမင်္ဂလာပါခင်ဗျာ။နှွေဦးနရတိန် YouTube Channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါရစေ။ကျွန်တော်ကတော့နှွားချောင်းသားပဲဖြစ်ပါရစေ။ယခုကျွန်တော်ဖတ်ပြပေးမှာကတော့စာရေးဆရာကြီးဆရာမင်းလူရေးသားထားတဲ့စာပေကယ်ရီကေချာဆိုတဲ့စာအုပ်ထဲကဒေဝတာမြို့တော်ဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါရစေ။နားဆင်ခံစားပေးကြပါအောင်ခင်ဗျာ။ ီးခဲ့သောဇာလံအကျဉ်စာပေနှင့်ရုပ်ရှင်တွေတွင်ခြေရှုပ်နေသောမြောက်ညီနောင်လေးပေါ်မှအငယ်ဆုံးကောင်မြောက်လူသည်စာပေလောကသားများကိုဇာကောင်လှုပ်၍စာပေကြောညာစတိရှိုးပွဲတော်ဆိုသောဝတ္ထုတစ်ပုဒ်ကိုရေးလိုက်ရာဝတ္ထုထဲတွင်ပါသောစာရေးစရာအချို့ကမကျေနပ်သဖြင့်လေထံပုံတရားရုံတွင်တရားစွဲဆိုကြ၏ဒုက္ခမင်းကြီးပေါင်စိန်ကအပြစ်ထင်ရှားသည်ဆိုပြီးမြောက်လူကိုလေကောင်းသားဆက်ဖြင့်လက်ဖြတ်ပြရန်အမိန့်ချမှတ်သည် ဦးကြီးတော်ပဝံကွေးနှင့်ပညာရှိအမတ်ကြီးဘိုးဘူချက်တို့ကမြေတားရက်ခံသဖြင့်ဥမတဲမချင်းဂလိထိုးကြရန်ပြောင်းလဲအမိန့်ချသည်ဇာရေးဆရာများလည်းမြောက်လူကိုဝမ်း၍ဂလိထိုးကြရာရေရာလွန်းသဖြင့်ဥတက်ပြီးတတိလက်သွားလေ၏မပြီးသေးသောဇလံအကျဲသူတတိပြန်ရလာ၏မရောက်ဘူးသောနေရာတစ်ခုပဝန်းကျင်ကိုကြည့်လိုက်သည်ပင်လုံးကျွတ်ပွင့်နေသောကတိပန်းများမှလွဲ၍ဘာများမရှိလူသူလည်းတယောက်မှမတွေ့ရမြေပြင်တစ်ခုလုံးမှာမိโกငွေလိုလိုမြူနှင်းတွေလိုလို ဝေဝဲပိတ်ဖုံးနေ၏ဒါဘယ်နေရာလဲဟုစဉ်းစားကြည့်သည်မိโกငွေတွေရှိပုံထောက်တော့စတိတ်ရှိုးစင်မြင့်ဖြစ်မှာပဲဟုတွေးမိသည်စတိတ်ရှိုးစင်မြင့်ဆိုရင်လေဒီလောက်တော့ကြီးမားကျယ်ပြန့်စရာအကြောင်းမရှိစီပင်သားရာကများအထုတန့်ချင်းရဲ့အတွက်ခြင်စင်းငွေတွေမှုတ်ထားတာလားဒါလည်းမဖြစ်နိုင်မိโกငွေတွေအပေါ်ကိုပြန့်လွန့်တက်မလာပဲမြေပြင်မှာတပေလောက်မှသာဝှစင်းဝေဝဲနေ၏သူစဉ်းစားရကြက်လာသည်ထို့ကြောင့်ဘယ်မှလည်းမသိတော့ဘူးပြောပါတော့ပြောပါတော့ဟု အတန်ကုန်အော်လိုက်ဤထိုအခါရှေ့ခါလန်းလန်းစီတွင်မိโกငွေတွေအနှဲငယ်ပြဲသွားပြီးတရားလေးတစ်စင်းကိုလှမ်းမြင်လိုက်ရသည် သူထရပြီးတရားလေးစီတို့ရှောက်သွားသည်တရားအောက်တွင်ရေမရှိပဲရွှေမုံငွေမုံကလေးတွေသာလလွန့်လွန့်မျောနေသည်တရားဤတစ်ဖက်ကမ်းမှာတော့ကနုတ်ပန်းမွင့်တွေနဲ့ဘောင်ကုတ်ထားသောဆိုင်းပုတ်တစ်ခုရှိ၏ဒေဝတာမြို့တော်ထိုအခါကျမှနတ်ပြည်ဤအဝင်ဝါကိုရောက်နေကြောင်းသိလိုက်ရ၏ဒါဆိုငါကတီးခဲ့ပြီပေါ့ဟုတွေးလိုက်၏ဒီလိုလဲမဟုတ်သည် သူခန္ဓာကိုယ်ကအကောင်းပါကလေးအတိုင်းကြီးရှိနေသေးသည်အရှင်လက်လက်နတ်ပြည်ရောက်တာမျိုးများလားဟုသူ့ကိုယ်သူအထင်ကြီးလိုက်မိ၏တို့ရတွင်သူ့ပုံစံကအရဝတ်အရစားနှင့်ပဲရှိနေ၏နဝတ်တန်စာတွေမကြိုက်တွေနှင့်မဟုတ်နတ်ဆိုလျင်တကူးရှိသည်လိုတရသည်ဟုကြားဘူးသည်စံကြီးမှာပဲဆိုပြီးလဖက်ဤတစ်ခွက်လာတာဟုခေါ်ပြီးလက်ဝါးဖြန့်လိုက်၏ဘာမှမလားဒါဆိုလျင်တော့မဟုတ်သေးဘူးဒါတွေနောက်မှစဉ်းစားခုလောလောဆယ်ရောက်နေတော့ရောက်ခိုက်ဝင်လိလာသွားဦးမှာပဲ ဒါမှလူပြည်ပြန်ရောက်တဲ့အခါဂျာနယ်မှာစောင်းပါရေးလို့ရမည်ဒါမှမဟုတ်ဆရာအောင်မောင်းတို့ဆရာကျော်ရင်မြင့်တို့ဆရာကိုရိုးကွန်တို့လိုခရီးသွားအတွေ့အကြုံစောင်းပါတွေရေးနိုင်ပြီးဒနာမြမဒနာကြော်ညာနှင့်ဈေးဝယ်လမ်းညွန်မဂ္ဂဇင်းတွေကစာမူကကောင်းကောင်းပေးသည်ဟုကြားဖို့ဤသူသည်တရားလေးပေါ်ဖြတ်လျှောက်လိုက်၏အလဲလောက်အရောက်မှာပင်တစ်ဖက်ကမ်းတရားထိတ်တွင်ဝုံကနေဝုံကနေမိလုံကြီးများထွက်လာပြီးနောက်လူနှစ်ယောက်ပေါ်လာသည်သူတို့သည်အရ6ပေကျော်9ပေနီးပါးရှိသော လူသွားကြီးများဖြစ်ကြ၏အလွန်တောင်တဲ့တာမာပုံရသည်ပစိုးခထောင်းကြိုက်ထားပြီးအပေါ်ပိုင်းမှာဘာမှဝိဇင်မထားကြတယောက်ကခရင်ကွာလန်တန်ကြီးကင်ထားသည်နောက်တယောက်ကပေါ့စင်ကြီးကိုထမ်းထား၏တယောက်ကလက်လန်းတားပြီးရလောရလောဟုပြော၏မြောက်လူကခမရတို့ဘာလုပ်ကြတာလဲဂိတ်ကြီးတွေမကောက်ရတော့ဘူးလို့ညွှန်ကြထားတယ်မဟုတ်လားဟုခါတီတီပြန်ပြောသည်အဆောင်ကဘာတွေလာပြောနေတာလဲနားမလဲဘူးမဲနံမီဘဲသူလဲမြောက်လူ ရှားကြည်စမ်းဟေ့ဘေးကတယောက်ကိုလှမ်းပြောလိုက်သည်အဆောင်တယောက်ကတရေစာအုပ်ကြီးကိုလှမ်းကြည့်ပြီးမတွေ့ဘူးကဲဒီကိုလာရမယ့်ဆင်းရဲနဲ့မှမဲနံမြီမပါဘူးဒီကပဲလှည့်ပြန်ပြီတော့ဒီလိုပါကျွန်တော်ကခဏအလဲလာတာပါကြုံတော့ဝင်ပြီးလေ့လာခြင်းလို့ဒါဆိုဖိတ်စာပါလားဟိုက်ဒီမှာလဲဖိတ်စာပြဒနာရှိတာပါလားဘာပဲဖြစ်ဖြစ်ဂျားနယ်သမားတွေနဲ့ပေါင်းနေတာပဲဒီလောက်တော့ရပါတယ်ဟုတွေးပြီးခက်တီတီဖြင့် ကျုပ်ကစာရေးစရာပြဖိတ်စာမလိုဘူးဒါစူပါမားကမဟုတ်ဘူးဝင်ကျင်တိုင်းဝင်လို့ရတယ်မှန်နေလားအင်းဒီလူတွေကြည့်ရတာလူပြည်မာတော့ကဈေးရုံပေါင်းဆောင်လှုပ်ဖူးတယ်ထင်တယ်ဟုတွေးပြီးအင်ဂျီအိတ်ထဲလက်နိုင်ပြီပြုစင်အောင်မဲကြည်စမ်းလူပြည်ကအပေါ့မျိုးလာချိုးနေကြကိုဟေ့သွားမလားမသွားဘူးလားဆိုပြီးပေါ့စင်ကြီးကိုမြှောက်၍ရွယ်လိုက်ဤဂိုင်းဒီလိုမှမရရင်တော့ရတဲ့နီလန်ကိုတုံးရတော့မှာပေါ့ထို့ကြောင့်လွယ်ဤထဲတွင်ပါလာတော့ဗရမ ्या ကျောက်စီပလင်းကိုထုတ်၍ ညှောက်ပြလိုက်ရလေသည်ထိုခါကျမှအဆောင်နှစ်ယောက်လဲပြပြတလဲဒူးထောက်ထိုင်ချလိုက်ပြီးဝမ်းဘက်ဝမ်းဘက်ဝမ်းဘက်ဟုဂျိုင်းသူအော်၍အယိုသည်ပေးကြ၏သူတို့ကိုဗရမ ्या ကြောက်စီပလင်ထဲမှနှစ်တထောင်ရှစ်မတက်ဥစိန်ထားသောဘီအီတပက်စီတိုက်လိုက်တော့အခါအဆောင်များလဲအငတ်မရမော့တော့ကြပြီးနောက်ဆွေဟာဘယ်ကိုသွားကျင်လို့ပါလဲအမင်းရှိပါကျုပ်စာရေးဆရာတွေရှိတဲ့နေရာသွားကျင်နေကကဒဇင်းလောက်ခေါ်ပေးစမ်းပါ ဒီမှာကောက်ကတော့မရှိဘူးနာနာပဲရှိပါတယ်အဲ့ဒီနာနာပဲခေါ်ဗျာသူတို့ကနာနာတစ်စင်းလာထဟုအော်လိုက်တော့အခါစောစောကလိုဝုန်းကနေမိโกလုံးကြီးတက်လာပြီးနောက်ဇာတပင်တွေထဲမှာတွေ့ဘူးတော့ပန်းရထားလိုရင်တစ်စင်းပေါ်လာသည်တခုရှိတာကဇာထဲကပန်းရထားတွေလိုခြာဘေးမျိုးမဟုတ်ပဲဇာထုဇာအလွိုင်းပင်တက်ထားခြင်းပင်ဖြစ်၏ပန်းရထားမောင်းသူကဘယ်သွားမှလဲအကြီးတော်အဲတငယ်ချင်းကဘယ်လိုဖြစ်လာတာလဲလာချင်းလဲမတန်သေးပဲနဲ့ ။ကဗျာစရာဇောင်းထက်ကမေ့တဲ့ဖြင့်ကျွန်တော်ခဏလာလေတာရောက်တုံးရောက်ခိုက်လိလာခြင်းလို့အဲနေစားမအောင်ခမ ्या ကဒီမှာတက်စီမောင်းနေတာလား။ဘယ်ကလာတက်စီရမှာလဲ။ဒါကိုပိုင်မှာကဗျာရေးနေရင်ကခေါင်းကြည်လင်သွားအောင်အပြင်တစ်ပတ်ထွက်မောင်းရင်မိုးဝါကအကူကြီးတောင်းတန်ကြလို့လာခဲ့တာ။ဒီမှာတော့ဒီလိုပဲဂျုံနေရထားဂျုံနေလို့တင်ခေါ်သွားကြတာပဲ။အော်မသိပါဘူး။ဟိုပုဂ္ဂိုလ်တွေကနာနာလို့ပြောတာနဲ့လူပြည်ကလူများလားလို့ဒီမှာတော့ဒီလိုပဲခေါ်ကြတာပဲ ဆောင်းထက်ကိုအကဲခတ်ကြည့်လိုက်တော့ခါနဝဝိနဆာနဲ့မဟုတ်ပဲဇက်တေကောလာရှက်အင်ကြီးဖြူနဲ့မာဇရိုက်ခြေကျော်လုံးကြီးဝတ်ထားတာတွေ့တဲ့ဖြင့်ခမရဝိစားကဩခမရကပြောင်ပြောင်လဲလဲချုံချုံတက်တက်တွေဝတ်မယ်ထင်လို့လားဒါကဇက်ထဲမှာဝတ်ကြတာပါဒီမှာတော့ကိုဝတ်နေကြအတိုင်းပဲဝတ်ကြတာပါပဲတကယ်ချင်းခုနပြောတဲ့ထဲမှာကြပြာရေးနေတယ်ဆိုတာပါတယ်နော်ကြပြာရေးပြီးဘာသွားလုံမလဲမဂဇင်းထဲမှာပေါ့ဒီမှာမဂဇင်းရှိတယ်ရှိတာပေါ့ စာရေးစရာတွေကွဲလွန်ပြီးနတ်ပြည်ရောက်တယ်လို့ပဲမဂ္ဂဇင်းတွေလည်းကွဲလွန်တဲ့အခါနတ်ပြည်ရောက်လာတာပဲလေဘယ်လိုလဲဗျကျွန်တော်နားမလည်ဘူးဒီလိုလေလူပြည်မှာထုတ်တဲ့မဂ္ဂဇင်းတွေကဇက်တိုင်မထုံနိုင်အဲရပ်သွားတဲ့မဂ္ဂဇင်းတွေဟာကွဲလွန်ကုန်ကြတဲ့သဘောပဲမဟုတ်လားအဲ့ဒီမဂ္ဂဇင်းတွေကိုနတ်ပြည်မှာဆက်ထုတ်ကြတာပေါ့တဲဟုတ်ပါလားဗျဟိုမှာရောမဂ္ဂဇင်းတွေအချင်းတွေဘယ်လိုရှိလဲအဲဒီလိုပါပဲတချို့မဂ္ဂဇင်းတွေကတော့အဆင်ပြေကြပါတယ် အများစုကတော့မပြုတ်အောင်အတော်ကြိုးစားရပ်တည်နေကြရတာခမားတို့စီမှာမဂဇင်းတွေတူးကောင်းတူးလာနိုင်တယ်ဗျို့ဂျာနယ်တွေကတော့တော်တော်များတယ်ဂျာနယ်တစ်ခေတ်လို့တောင်ဆိုနိုင်တယ်ရေးစရာနေရာများလာတော့စာရေးစရာတွေအတွက်ကောင်းတာပေါ့ဗျာကြပြားတွေအခြေအနေကဘယ်လိုရှိလဲကြပြားကတော့အခြေအနေကောင်းနေပြောရမှာပဲပုံတရံရောအကြောင်းအရာပါပူပီးဆန်းတစ်တဲ့ကြပြားတွေရေးလာကြတယ်လူငယ်ကြပြားစရာတွေလည်းအများကြီးထွက်လာတယ်တော်ကြပါတယ်ဒါဆိုရင်တော့ဝမ်းသာစရာပဲဒါနဲ့ ခမဘဲသွားခြင်းလဲပြောဦးလေကျွန်တော်ဖေစီသွားခြင်း ਨੇ ဆရာသာရုကဆရာကြီးတွေကြီးပဲစုနေတဲ့နေရာမှာဗျလူကြီးတွေစိတ်အေးချမ်းသာနေလို့ရအောင်ဆိုပြီးစိတ်ငြိမ်ရောက်ွက်မှနေရာပေးထားတာပြီးမှအေးအေးဆေးဆေးသွားတာပေါ့ခမတို့ကြတော့ဘယ်မှာနေကြလဲချောက်ထားဗိမာန်တွေမှာကိုအခန်းနဲ့ကိုနေကြတာပဲခမတို့ကြတော့တရားဗိမာန်မရဘူးလားလိုချင်ရင်တော့မြို့တော်အုပ်ချုပ်ရေးအဖွဲ့စီရှောက်လို့ရပါတယ်ဒါပေမဲ့ဘာလို့မှလဲ ခုလိုလူငယ်တွေစုပြီးနေရတာပိုးပြီးပျော်စရာကောင်းတာပေါ့ဆရာတောင်းတယ်ဆွေတောင်းသူ့ရဲ့ဗိမာန်ကြီးကခန္ဓာလွန်းလို့မနေတာဘူးဆိုပြီးကျွန်တော်တို့စီမှာမကြာခဏလာလာနေရတယ်ဆရာတောင်းကဒေါသကြီးလုံးမဲလားပုံစံနိုင်မဲဒါပေမဲ့ဆရာဒေါသကအတ္တနဲ့ရှင်တဲ့ဒေါသမဟုတ်ပဲကြ བྱ ာဒေါသကိုအာလုံးကကျေးနပ်ကြပါတယ်ခင်ဗျားတို့စုပြီးနေကြတာဘယ်သူတွေရှိလဲဗျဆရာမောင်လေးအောင်ကအကြီးဆုံးပေါ့ဆရာမောင်လူမိန်လေးရှိတယ် ခမရတို့အုပ်စုတွေကတိုးမိုးလည်ရှိတယ်။အေးဗျာတိုးမိုးနဲ့လည်းတွေ့ကျင်နေတယ်ဒီကောင်ခုထီအပြင်းထူလုံးမဲ့လား။အကျဉ်ဆိုတာကတော့ဖြောင်းနိုင်ခဲ့တာပဲ။သူ့အခန်းထဲမှာတကုတ်ကုတ်ရေးနေတာတော့တွေ့တွေ့နေတာပဲ။များသောအားဖြင့်တော့လှိမ့်အိမ်နေတာပဲ။တခြားကောဘယ်သူတွေရှိသေးလဲ။ပကြီးတကိုးမျိုးလည်းရှိတယ်။ဒါပေမဲ့သူကပကြီးစိုးအောင်စီတွားနေကြများတယ်။ဦးလေးအောင်စိုးနဲ့တွင်သူ့ပကြီးကားတွေကိုနိုင်ငံခြားကအရန်ဈေးကြီးပေးပြီးဝယ်နေကြတယ်ဆိုတာပြောပြလိုက်ပါဦး။ ဟုတ်လားဆရာကြီးတော်ဝမ်းသာမှာပဲဒါနဲ့ဇကားမဆက်ခုနကခမည်းပြောတဲ့အထက်မှာမြို့တော်အုပ်ချုပ်ရေးအဖွဲ့ဆိုတာပါကြားလိုက်ပါတယ်ဘယ်သူတွေနဲ့ဖွဲ့ထားတာလဲဆရာကြီးတခင်ကိုတော်မိုင်ကနာယကဆရာကြီးဂျင်းလာကျော်ကဥက္ကဋ္ဌဆရာသိပ်ပံမောင်ဝကအတွင်ရမှုဆရာပီမိုးနဲ့ဆရာကြီးတကုံရွှေမြဆရာဇော်ကြီးဆရာကြီးဥယံအောင်ဆရာခင်မောင်လက်တို့ကအဖွဲ့ဝင်နေဟိုတလောကဒေါခင်မျိုးချစ်လိုက်လာတော့ဆရာလက်ကြီးပြောမသွားဘူးလားဗျပြောတာပေါ့ ဘာဖြစ်လို့ခုမှလိုက်လာတာလဲလို့တောင်းအပြစ်တင်သေးတယ်။ဆရာမကြီးကကြုံရှင်းသွားပြီးကလေးကလိုက်လာကြတာ။ဟိုမှာစာရေးဆရာတွေကအတင်းစေးကုပ်ပြီးဝိုင်းဆွဲထားလို့ဆိုပြီးချော့လိုက်တာမှကြီးနက်သွားတာ။ဘိုင်ရထားသည်လက်ခနဲလက်ခနဲပြင်းနေ၏။လမ်းတွေကစကြင်ကြောက်လိုဖြူဖွေးပြီးညင်ညာချောမွေ့လာသည်။ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ဒိန်တောင်တိန်လေးတွေကမိုးပေါ်မှာမဟုတ်ပဲမြေပေါ်မှာပင်ဆောင်ထက်စောစောကပြောခဲ့သောလူငယ်တွေစူပေါင်းနေကြသည့်၆ထပ်ပိမှန်များလုံချင်းပိမှန်များကိုမြင်ရသည် ခမရဘဲကိုအရင်သွားခြင်းနဲ့ဆိုတာပြောဦးလီဆောင်းထက်ကသတိပေးသည်ရင်းရင်းနီနီပြောမနာဆိုမနာရှိနိုင်မည်လူတစ်ယောက်ကိုစဉ်းစားမိသည်အကိုကြီးငင်းကြော်စီပို့ပေးပါအတော်ပဲဒီဘက်လမ်းချိုးသွားရုံပဲသူကပြောပြီးယထာကိုဘဲဘက်ကွေ့လိုက်ဤကွေ့တယ်ဆိုရမှာကားရီလိုစတိယာရင်ကိုလှည့်ပြီးကွေ့ခြင်းမျိုးမဟုတ်ဘဲလက်ကိုစန့်ထုတ်ညှို့လိုက်ုံဖြင့်အလိုလိုကွေ့သွားခြင်းဖြစ်၏ခမရရင်ကတဲဟုတ်ပါလားဒါနဲ့ဒီပန်းယထာကရှေ့ရလားနောက်ရလားအရေးတဲ့နောက်နေပြန်ပါပြီ ထို့စဉ်ရှေးမှာပန်းထားတဲ့စဉ်အချိန်ပြင်းစွာနှင်လာသည်မောင်းနေလာသူကဆရာအထောက်တော်လှအောင်မြောက်လူကလှမ်းနှုတ်ဆက်သည်ရေကြီးတုပ်ပြနိုင်လိုက်ဤကောင်းကောင်းစကားမပြောလိုက်ရအောင်ပြည့်တရောင်နေကောင်းရလားဝင်းချင်းရောမြခိုင်ရောဟုတတိယလျင်လှမ်းအောင်မေးရင် တစားတစားဝေးသွားသည်ဇောင်းထက်ဤပန်းထားသည်လမ်းချိုးတစ်ခုတည်းကွေ့ဝင်သွားသည်ကရင်နိုင်လိုကြောက်သားမျိုးဖြင့်စောက်ထားသောဗိမာန်တစ်ခုရှိမှရသည်။ဒါဆရာငိမ့်ကျော်ရဲ့ဂီဟာပဲခမရပြောင်းခြင်းတဲ့အချိန်ကြရင် လာထားလို့သုံးကော်လိုက်ဟူပြောပြီးထွက်သွားသည်အစာဦးထဲသို့ဝင်လိုက်သည်ဆရာငင်းကျော်သည်လမ်းပေါ်မှာ ဖြာလေးခင်ဝမ်လျာမောက်ပြီးရံပတ်အောင်မှာခေါင်းလေးခုလျက်စာရေးနေသည် အကူကြီးမော့ကြည့်ပြီးအံ့ဩသွား၏ပြီးမှဟာဟဲ့ကောင်မင်းလာလေတာမဟုတ်လားထာထိုင်ရင်မေးသည်အမေကျွန်တော်ကလေဦးတက်တက်ပဲဆိုတာဘယ်လိုသိတာလဲဗျတီတာပေါ်ကမင်းကိုကလူစောနန်နေသေးတာကိုဒိုစီကဒီလိုပုံကိုယ်တွေမှာကိုနဲ့လုံးဝမရှိဘူးကွာအကိုကြီးဘာလို့ရေးနေလဲ ဟိုမာတော့ကမပိပြသေးတာလေးဆက်လုံနေတာပါကွာပြုခိဂီတအကြောင်းသူ့ဒေတနာစာတန်းလေးဒါနဲ့မင်းအတုစီရောရောက်ဖြစ်သေးရဲ့လားသူဇနီးကိုတတိတိယမေးသည်အရင်ကတော့စွန့်ကျွေးရှိတိုင်းရောက်ပါတယ်နောက်ပိုင်းမရောက်ဖြစ်တာနည်းနည်းကြာသွားပြီဒီရောက်တော့မင်းအဖေစီသွားပြီပြီလားမသွားသေးဘူးအကိုကြီးစီအရင်ဆုံးဝင်လာတာဘယ်ချိန်သွားမလဲမင်းအဖေနိုးမာတော့မဟုတ်သေးဘူးရေပါဗျာမင်းအဖေကသူ့ရဲ့ရေးပေါ်ရေးဘက်တွေနဲ့ပြန်တွေ့နေလို့ဟန်ကြနေတယ် ဆရာတင့်တယ်ဆရာတန်းဆွေဆရာအောင်လင်းဆရာတော်ရာဆွေဆရာခမောင်ကြီးတို့လေပရိသာမဂ္ဂဇင်းပြန်ထုတ်ဖို့တောင်းကြိတ်ပြီးတိုင်မင်းနေတယ်ကြားတယ်ခုလောလောဆယ်ရှုမဝမှာရေးနေကြတယ်ကွအော်ရှုမဝလည်းပြန်ထွက်နေတာကိုဥလေးဆွေနဲ့ဥလေးကျော်ပြန်ဆောင်ကြပြီပေါ့အစစ်ပဲရှုမဝဥကျော်ကဆရာတော်ရာဆွေကိုကိုရင်ဆက်ကွင်းကလွတ်ပြီးဆိုပြီးဝမ်းသာနေတာအခုတော့ကိုရင်ဟာဒီအထိလိုက်လာပြီးကျုပ်ကိုဒုက္ခပေးအောင်မလားဆိုပြီးခဏခဏပြောတယ်တဲ့ ဦးလေးစွေကဦးလေးကျော်ကို စိတ်တူအောင်အမျက်စနောင်နေကြကိုမြောက်လူကရည်ရင်ပြောသည်ဆက်၍ဒါနဲ့ဦးလေးကိုတင်အောင်ကဆရာပမောတင်အောင်လားသူကတော့ဒီမှာဖေဗရိတ်ပဲလေအားလုံးကချစ်ကြခင်ကြလေးစားကြတယ်မဟုတ်လားမင်းအဖေဆိုရင် သူ့ကိုခဏခဏဖိတ်ပြီးစကားတွေထိုင်ပြောလိုက်ကြတာတခါတခါသုံးလေးရက်တောင်ကြာတတ်တယ်ဆရာမရောဒီကိုရောက်လာပြီမဟုတ်လားအေးလေရောက်လာလို့ကျိုးစုပွဲတောင်အကြီးကျယ်လှုပ်ကြသေးတယ်ဆရာမြတ်တန်းနေနဲ့လဲတွေ့ချင်သေးတယ် သူမရှိဘူးခကြီးသွားနေတယ်ဟမ်ရောက်တာမှမကြသေးဘူးဆရာမအကြောင်းကိုမင်းသိတာပဲခကြီးသွားတာကိုသိဝါဒနာပါတာမဟုတ်လားဒီကြားထဲအလုံးမရှိရင်မနေတတ်တဲ့ဆရာမင်းကျော်ရဲ့ငြိမ်နေရင်မအိမတာဖြစ်တတ်တဲ့ဆရာမောင်နေဝင်းရယ်နဲ့ပေါင်းပြီးတော့နတ်ပြည်၆ထပ်တခွန်းပြက်ပြက်ဆင်အောင်လေးလာရခကြီးထွက်နေကြလေကွာနေရောက်လာတယ်လို့ဇောင်းထက်ကပြောလို့လာခဲ့တာဟုပြောသည်ရုတ်တရက်မမှတ်မီတေချာကြည့်တော့မှဟမ်အမ ကြည်စန်းရုတ်တရက်မမှတ်မိဘူးအသားတွေဖြူပြီးပိုချောလာတယ်သူကဆရာမမိုးမိုးအင်းလျာပင်ဒီနင်အဲ့ဒီလိုမြောက်ပင်ပြောရင်ငါလန့်နေဆရာကောက်လိုက်ပြောလို့ငါတီးပြီးပြီနင်ကစာရေးဆရာတွေကိုဇက်ကောင်လုပ်ပြီးပောက်ကရတွေရေးနေတယ်ဆိုစာပေသမားတွေကိုပျော်စီခြင်းလို့ပါဗျာငါကိုတော့ချမ်းသာပြီးပါဟဲ့နင်ရေးချင်ရင်မဆန္နာကြောင့်မြတ်များရေးဒါတော့စိတ်ချပါဟဲ့သူကစာသိမရေးတော့ဘူးဆိုဟုတ်တယ်စောက်လို့ရေးဘက်မှာအလုံများနေလို့မအားတော့ဘူး ဟဲတိုက်တွေစောက်တာဘယ်သူစောက်စောက်ရပါတယ်စားကလူတိုင်းရေးနိုင်တာမဟုတ်ဘူးဟာဟုတ်တယ်ဟုတ်တယ်အမကြီးမဆန္ဒနဲ့တွေ့ရင်အဲ့ဒါပြုတ်ပြရမယ်ကဲငါလည်းသွားဦးမှတွေ့ချင်လို့သာဝင်လာတာသွားစရာရှိသေးတယ်ဒီနေ့ဆွေးနွေးပွဲရှိတယ်တရင်စာပညာကျောင်းကိုဆရာသိမ့်ဖေမြင့်ရဲ့ဆရာဦးညိုမြရဲ့ဆရာလူထုဦးလာရဲ့ကဆောင်ရွက်ဆွေးနွေးကြမှာကျွန်တော်နားထောင်ကြလိုက်တာမရဘူးဟာကျူတင်စင်းပေးထားတဲ့လူမှတက်ခွင့်ရတာကိုငင်းကြော်ရောမတက်ဘူးလား လာခဲ့မယ်ဒီကောင်ကိုသူ့ဖေစီလိုက်ပို့လိုက်အောင်မယ်ဆရာမမိုးမိုးအင်းလျာထွက်သွားပြီးနောက်ဆရာငင်းကျော်ကသူ့ဤပန်းရထားဖြင့်ဆရာကြီးများနေထိုင်ရာရတို့လိုက်ပို့ပေးသည်သွားရင်ကဗိမှန်ကြီးများကိုညွှန်ပြပြီးဒါဆရာကြီးမဟာဆွေရဲ့ဗိမှန်ဟိုဘက်ကဆရာကြီးဥယံအောင်နေတာပေါ့စာသဖြင့်ညွှန်ပြ၏ဆရာကြီးများနေသောနေရာမှာမြို့တော်ဤစိတ်ငြိမ်အေးချမ်းသောနေရာပင်ဖြစ်၏။တပင်အုံများကြားတွင်ချိုးမြောင်စိတ်ဆမ်းများဖြင့်အလွန်သာယာလာသည်။ကြောင်စင်းတောင်တောင်ကုန်းများပေါ်မှ ရွှေမုံငွေမုံများကရေတကုံလိုစိကြနေသည်တပည့်များပေါ်တွင်တခါမှမမြင်ဘူးသောပုံတရံမျိုးစုံရှိသည်ရောင်စုံပန်းများဖူးပွင့်နေသည်ကဲရောက်ပြီဟောတာကဆရာသာတို့ရဲ့ဗိမာန်ပဲအဖေကူဗိမာန်ကိုသူ့အကြိုက်မိโกရောင်တုတ်ထားသည်ပုံတရံကသူ၏စာတပင်စာအုပ်တိုက်တစ်စိတ်လိုစာအုပ်ပုံပါဝင်သောကြောက်တိုင်ကြီးထောင်ထားသည့်အတိုင်းဖြစ်၏တကားပိတ်ထားတယ်ကွမနိုးသေးဘူးထင်တယ်ထို့စဉ်တစ်ဖက်မှလှန့်အော်တန်ကြရသည်ဟေးဘယ်သူတွေလဲကွာ ဒီချိန်သာတို့မနိုးသေးဘူးဆိုတာမသိဘူးလားအတန်ကြာရကိုလှန့်ကြည့်လိုက်တော့ဇေယသောတာဆွေဟာဦးလေးဆွေဟာခွေးပြည့်တဲ့ဒုတ်ပါလားဘဲကပဲလို့ရောက်လာတာလဲခေါ်နေကြအတိုင်းနှုတ်ဆက်သည်ကျွန်တော်ခဏလာလဲရင်အဖေ့စီလာတာဟာကို့ဖေကြောင့်ကိုမသိဘူးလားဟာဒီကောင်ကဈီးွက်လိုပဲလူတွေအိတ်တဲ့ချိန်လှုပ်လှုပ်ပြီးသူများတွေနိုးရင်သူကအိတ်ရောကဲလာလာငါနဲ့စကားလေးပါလေးပြောရင်စောင့်ပေါ့ကွာဇေယသောတာဆွေပဲကူလာခဲ့ဤ သူဤဗိမာန်ကတော့ပုံစံစံဖြစ်၏ဘလင်တလုံးထောင်းထားသည့်ပုံဖြစ်ပြီးထိမ်မှကျက်နှကောင်ခွနေပုံရုပ်ထုကိုတတ်ထားသည်ဟိုလူဘိန်တလောက်အတန်ပြဲတဲ့ကောင်မင်းလည်းလာလေကွာဆရာငင်းကျော်ကိုလှမ်းခေါ်နေသည်ကျွန်တော်တရင်စာဆွေးနွေးပွဲသွားမလို့ဆရာမဝင်တော့ဘူးဒီကောင်ကိုလိုက်ပို့တာဟူပြောပြီးဆရာငင်းကျော်ထွက်သွားသည်လာကွာဒီမှာပဲထိုင်တော့အပြင်ဘက်ရှိကြောက်သားထိုင်ကုန်းမှာထိုင်ခိုင်းသည်ကြောက်စပွဲဝိုင်းကြီးဘေးမှာခုံကလေးတွေခင်းထားခြင်းဖြစ်၏ ကြောက်သားဆိုတော့လေထိုင်ချလိုက်တော့အခါအီးဆက်ဆက်နှွေးနှွေးထွေးထွေးရှိလေသည်။ကဲမင်းကဧည့်သည်ဆိုတော့ငါကပဲဧည့်ခံမှာပေါ့ကွာ။ဆိုပြီးဇရာတော်ရာဆွေကကြောက်စပွဲအောင်မှပလင်းတလုံးကို ထုတ်ပြီးစပွဲပေါ်တင်သည်။ဟာဦးလီကျွန်တော်မတော့ဘူး။လုံမနေစမ်းပါနဲ့ကွာ။မင်းခွဲပုံဆိုတာငါသိပါတယ်။ငါနဲ့ညောင်နှုံးဟောပြောပွဲလိုက်လာတော့ကတော့တခွက်တဖလားနှိပ်သေးတာပဲမဟုတ်ဘူးလား။ကျွန်တော်အခုမတော့တော့ပါလေ။မင်းဖေတိမှာကြောက်လို့လား။ကိစ္စမရှိပါဘူးကွာ။ ဒီဟာကအနံ့လုံးဝမထွက်ဘူးမင်းတို့စီကဟာတွေလို့မှတ်နေလို့လားဒါကစပယ်ရှယ်ကွာဟိုမှာဒါမျိုးမရဘူးဂျုံလုံးဂျုံခိုင်ခြာသွားစမ်းမလူပြီးပြန်ရောက်တဲ့အခါကိုပိုက်တို့ကိုကြွားလို့ရတာပေါ့ဒါမျိုးကဂျုံရဆုံရခဲ့သည် အခွင့်ရေးရတော့မြည်စံကြည့်တင်သည်ဟိုပြန်ရောက်တဲ့အခါမင်းခိုင်ဦးတို့နောင်ဝင်းထွန်းတို့ကိုပြန်ပြောလျင်ဘဲလောက်မနာလို့ဖြစ်ကြလိမ့်မလဲလို့ဂါတွင်ဝင်းအောင်တို့စောမင်းဝေတို့ဆွေမင်းဓနုဖြူတို့ဆိုလျင်တော့သူတို့အတွက်ယူမလာရကောင်းလားဆိုပြီး စိတ်ကောက်ချင်ကောက်ကြလိမ့်မည်ဇေယသောရာဆွေကကြောက်စိမ့်နှင့်ပြုတ်လုထားသည်ဟုယူဆရသောခွနှက်ခွက်ထဲသို့ငှဲ့ထဲလိုက်သည်ကဲခြားကွာသူကခွက်ကိုယူကြည့်လိုက်၏ခွက်ထဲမှာအကြီးများမဟုတ်ဘဲအခိုးအငွေ့များဖြစ်နေ၏ဒါကဘယ်လိုဖြစ်တာလဲဦးလီရဲ့တို့ဒေဝတာတွေဟာအငွေ့ကိုပဲစားသုံးကြတယ်လေကွာဒါဖြင့်ကျွန်တော်ကဘယ်လိုလွယ်ပါတယ်အဲ့ဒီအငွေ့တွေကိုဆေးလိတောက်တယ်လို့ရှိုက်သွင်းလိုက်ပေါ့ဒီမှာကြည့်ဇေယသောရာဆွေကလှုပ်ပြသည်သူလဲလိုက်လို့ဤ ခွက်ထဲကအခိုးငွေများကိုပါဇက်နှင့်စုပ်ယူပြီးဆဲလိမ်မိကိုကိုရှိုက်တယ်လို့ရှိုက်လိုက်၏အနန်းကအလွန်မွေ့ကြိုင်သည်ရှင်ကနေဖိန်ကနေဖြစ်သွားပြီးခဏကြာမှအလွန်ထူးခြားသောခံစားမှုကိုရလိုက်၏ဘဲလို့လဲကွာဒါနဲ့ဦးလေးကိုကျွန်တော်တခုမေးရအောင်မဲစာရေးဆရာတွေကွယ်လွန်ရင် ကောင်းရာသူကတိကိုရောက်ကြတာပဲလားဒါဘောကွာစာရေးဆရာဆိုတာကိုကလူပင်မှန်စိတ်ပင်မှန်အစင်ရခံပြီးအများအတွေ့ဆောင်ရွက်ကြတာကိုဘာရာဟီတာစိတ်ရှိတဲ့လူတွေပဲလေကွာထိုခိုင် လမ်းမကြီးပေါ်မှမြင်းပြူကြီးတစ်ကောင်ကိုအသားကျစီလာသောလူကြီးတစ်ယောက်ကိုလှမ်းမြင်လိုက်ရ၏သူသည်အယံမြင့်မြင့်ကြန့်ခိုင်သောမေးရိုးရှိပြီးမျက်နှာထားကအင်ဒရီကြီးလာသည်ဈေးတံခဲထားသည်ကိုမြင်တော့မှဟာဆရာကြီးရွှေဦးတော့မဟုတ်လားအေးဟုတ်တယ်ကွဝတ်ထားဝတ်ထားဆိုပြီးပလဲနှစ်ခွက်ကိုစပွဲအောင်ဝတ်ထားသည်ဆရာကြီးလွန်သွားမှပြန်တင်ပြီးဦးကြီးကဆရာကြီးများမျိုးလွန်စီသွားတာကွသူတို့ကနေတိုင်းဒိတ်ဒိတ်ဒိတ်ထမတန်ကျင့်စဉ်အကြောင်းဆွေးနွေးကြတယ် လက်တွေလည်းကျင်ညာတယ်။ဇာကြီးသွားရဘက်သို့လှန့်ကြည့်လိုက်၏။ဇာကြီးမျက်နှာမှခွေးလေးတစ်ကောင်ပြေးလိုက်သွားတာတွေ့လိုက်ရ၏။ဦးလီဒီခွေးလေးကဇာကြီးရဲ့အချစ်တော်ဘောဘီလေးကွာ။ကဲကဲချားလိုက်ဦးကွာ။ဆိုပြီးတစ်ခွက်ထငဲ့ပေးသည်။အငွေများကိုတစ်ချိုက်ရှိုက်လိုက်ပြီးနောက်အဖေဗိမှန်ပဲလှန့်ကြည့်၏။တကားပိတ်ထားတော့ဖေဖေနဲ့ဦးလီကိုရံဖြစ်ကြတော့မယ်လား။ဦးလီဆွေက ရေလိုက်ပြီးဘာပြောကောင်းမလဲကွာ။တကြက်ကြက်ပေါ့။ဒါပေမဲ့မင်းသိတဲ့အတိုင်း ငါတို့တငယ်ချင်းနှစ်ယောက်ကဒီနေ့ရန်ဖြစ်လို့နောက်နေကြတော့လဲလဲပင်ဖက်ပြီးရီလိုက်မောလိုက်နဲ့ငါတို့နှစ်ယောက်ရှိလို့ဆူဆူပြေပြေဖြစ်နေတာလို့တင်တယ်တို့တန်းဆွေတို့ကတော့ပြောသေးတယ်အဖေကတော့ဘူးကလန်ကြတော့မယ်လားဘုံစံတိုင်းပဲပေါ့နတ်တပင်စည်းဝေးကြရင်တကြမင်းကိုကြွားကြကြမေခွန်းနေထထမေးတတ်တယ်ကွာဟိုကပြန်ရှင်းလာကြတော့သူကမကြလို့ငါကအော်အော်ပြီးပြန်ပြော့ပြရတယ်ဟင်ကျွန်တော်ကြားဘူးတာက နတ်တွေဟာဒိဗ္ဗဆက်ခုရတယ်ဆို ဒါဆိုဒိဗ္ဗတော်တာရောမရနိုင်ဘူးလားမင်းလည်းမင်းအဖေလိုပဲတော်တော်ကတိကတာပြောရတယ်။ပြိုင်သူရဲလိုက်ကြပြီနောက်ခွက်များကိုမြောက်၍တချိုက်ရှိုက်မိပြုစဉ်နောက်ဖက်ကတစုံတယောက်ကစက်ခနဲ့လူယူသွား၏လံပြီးလှည့်ကြည့်တော့ဟင်ဖေဖေ ဖေသည်အလွန်ဒေါသထွက်နေသောမျက်နှာသားဖြင့်စိုက်ကြည့်နေသည်မင်းမင်းဒါဘာလုပ်တာလဲဒါခွက်ကိုနမ်းကြည့်နှာခေါင်းကိုရှုံပြီးလွှင့်ပစ်လိုက်၏ထို့နောက်လက်သည်ကြည့်ကြပါအောင်ဆုပ်ပြီးရွေးလိုက်စဉ်ဟာဦးလေးဆွေကဲပါဦးဆရာတော်သာဆွေဤနောက်သို့ပြေးဝင်ပြီးအကာအကွယ်ယူလိုက်သည်ဟေးဟေးတိတ်ဒေါသမကြီးနဲ့လေငါပြောပြရစီဦးဆရာတော်သာဆွေကဟန်တားလိုက်ရာအဖေကလက်ညှိုးငေါငေါထိုးပြီးဟဲ့ငါတော်တာနင်ကဘာကောင်းလဲ ငါအသားတွေကိုလူပြီးမှတော့ငါအရက်တိုက်တာအားမရသေးလို့ဒီထိခေါ်ပြီးတိုက်တာလားဟမ်ကျက်သမားရဲ့အုံးမဒီမားအသားတို့နှစ်ထိုင်းရဲ့နင်သားတွေကသူတို့ဘာသာတခြားမှာတောက်တက်လာပြီးမှငါနဲ့လာသွဲတာဟဲ့ရမ်းမပြောနဲ့အခုပဲနင်တောက်အိတ်ကြီးနေလို့ငါကအကောင့်ဧခံထားရတာဘာစကားမှရှိမနေနဲ့ဖဲပေးဖဲကောင်ထွက်ခဲ့အဖေကရှေ့တိုးလာသည်ဆရာတော်ရာဆွေကစီကထားပြီးဟေးကောင်လေးပြီးတော့လေးပြီးတော့လေးသူလက်ခနဲ့လှည့်ပြီးပြေးသည်ပြီးမှတရိယာသည် အဖေနဲ့တွေ့ခွင့်ရဖို့ဆိုတာရှာရှာပါပါအခွင့်ရေးရိုက်ချင်ရိုက်ထိုးချင်ထိုးစီတော့ဆိုပြီးပြန်လှည့်လိုက်ဤဆရာတော်ရာဆွေကအဖေကိုရှင်းပြနေဤဒီမှာတာရုရဲ့ဒါအရမဟုတ်ပါဘူးဟမေဇူတကအသက်ရှည်စေးပါဒီကိုရောက်ကလေးကငါမတောက်တော့ဘူးဆိုတာနင်းတည်သားပဲမဟုတ်လားခုဟာကနင်းတော့တာဖြစ်တာမြင်ရင်လို့တမင်တကအရက်တော့ချင်အောင်ဆောင်ပြီးနင့်ကိုစတာပါဆရာတော်ရာဆွေကရေသည်အဖေကဘူးကြည့်ကြည့်လိုက်ဤထို့နောက်သူ့ပဲလှည့်ကြည့်သည် သူသည်အဖေ့ရှိမှဒူးတုပ်ထိုင်ချလိုက်ပြီးကတော့သည်ပြီးတော့ဆရာတော်ရာဆွေးကိုပါကတော့သည်ပြန်မော့ကြည့်လိုက်တော့အဖေသည်လက်သီးဆုပ်ထားရာမှဖြေလျှော့လိုက်သည်မျက်နာပေါ်မှတင်းမာမှုတွေလည်းပျောက်သွား၏ဆရာတော်ရာဆွေကပြုံးကြည့်နေသည်အဖေကမေးသည်မင်းအမေနေကောင်းရဲ့လားဟုတ်ကဲ့ကောင်းပါတယ်ဟိုကောင်းတွေရောကောင်းပါတယ်မင်းတို့မိန်းမနဲ့ကလေးတွေရောကောင်းပါတယ်ဒါဆိုပြီးရောဆိုပြီးလှည့်ထွက်သွား၏ခလန်းလန်းရောက်မှတစ်ချက်ငဲ့ကြည့်ပြီး မင်းပြန်တော့မင်းအနေနဲ့ဒီကိုရောက်ဖို့အချိန်တွေအများကြီးလိုသေးတယ်။အေးတစ်ချိန်ချင်းဒီလိုမြင့်မြတ်တဲ့နေရာမျိုးကိုရောက်ချင်းစာဖတ်ပရိသတ်ကိုငါကိုစားရိုးရိုးတည်တည်လေးလေးစားစားစေတနာထားရရမယ်။ဒါပဲ။ဟုတ်ကဲ့ပါဖေဖေ။ထို့စဉ်ပတ်ဝန်းကျင်တစ်ခုလုံးအခိုးငွေများဖုံးလွှမ်းသွား၏။ဘာကူးမှမမြင်ရတော့ပြန်ချင်းရင်လာထားလို့អော်လိုက်ဆိုတော့ចောင်းထက်ဤစကားကိုတရိယဤ။လာထားလာထားလာထားဟုអော်လိုက်သည်။ဟော တတိယပြီထင်တယ်ဟုတ်တယ်ဟုတ်တယ်တခုခုပြောနေတယ်မိဝုံငွေများပြက်ပြဲစားပြူလာသည်မြင်ကွင်းသည်တစားတစားကြီးလင်းလာ၏တစုံတယောက်ကလက်ကိုလာကင်သည်မျက်စိဖွင့်ကြည့်လိုက်၏သူမိမမျက်နာကိုမြင်ရသည်ပြီးတော့ကြကြကိုလဲပင်းမှာစိုင်းထားသောဆရာဝန်တယောက်သူဆေးုံပေါ်ရောက်နေခြင်းဖြစ်၏ကျွန်တော်ဘာဖြစ်သွားတာလဲသူကမေးသည်ဆရာဝန်ကခမ ्या ကိုစာရေးဆရာတွေကဝိုင်းပြီးဂလိထိုးကြလို့ဦးအတက်လွန်ပြီးအာယုံကျော်ထိခိုက်သွားတာပါထူးထူးဆန်းဆန်းဆရာရဲ့ ဦးအတက်ပေါက်တယ်ပဲကြားဘူးပါတယ်ဦးအတက်လွန်တယ်လို့များအခုကောင်းသွားပါပြီဗျလူမိန်းမကဝင်ပြောပြန်သည်သူသတိလစ်နေတုန်းကသူ့ကိုဝိုင်းကလေးထိုးတဲ့စာရေးဆရာတွေဆရာမတွေလာကြသေးတယ်စားစရာတောက်စရာတွေပြီးသွားကြတာမှအများကြီးပဲအော်ဟုတ်လားငါကအဖေတို့စီတွားလဲနေတာမိန်းမမျက်လုံးအနှဲ့ငယ်ပြုတ်သွားဤဆရာဝန်ကိုပါအတိတ်ပဲပါပါမော့ကြည့်သည်ဆရာဝန်ကခမရအေးအေးဆေးဆေးအနားယူလိုက်ပါဦးကျွန်တော်စေးတလုံးထိုးပေးမယ်ဟုပြောသည်သူက ကျွန်တော်အခုရောက်နေတာဘယ်ဈေးရုံလဲယင်အုံနောက်နဲ့အာယုံကျော်ယောကအထုခုဈေးရုံလေဆရာဝန်ကဈေးတလုံးထိုးပေးသည်ခဏကြာတွင် သူပြန်အိပ်ပျော်သွားလေ၏အိမ်မက်ထမက်မလားမမက်ဘူးလားဆိုတာတော့တအံ့မပြောနိုင်ကွယ်လွန်လီပြီးသောစာရေးဆရာကြီးများကိုအမတ်တရားရှိကြစေရန်အလွမ်းကြီးရေးလိုက်ခြင်းဖြစ်ပါသည်တောင်မြောင်းထွေလာရေစရာမဂဇင်းဩဂုတ်လ1996ခုနှစ်ဟုတ်ကဲ့အဘိနာဆင်ပေးခဲ့ကြတဲ့ဒေါ်လန်ရင်ညီကိုမွန်မမများနဲ့တကွာ အမိမြမပြည်သူပြည်သားများနေကောင်းချမ်းသာရှိကြပါစေလို့ຫນွေဥနရတိန်ဝိုင်းတော်သားများမှဆုတောင်းပေးလိုက်ပါရခင်ဗျာ